ကျမတို့ရဲ့အများစုရဲ့ရည်ရွယ်ချက်က online ပေါ်မှာ smart ကြတယ်လို့မြင်ရဖို့ကရည်ရွယ်ချက်မဖြစ်သင့်ဘူးတကယ်အစ် smart ကြဖို့ကရည်ရွယ်ချက်ဖြစ်သင့်တယ်ပေါ့နော် online ပေါ်မှာဟဲ့ချမ်းသာလိုက်တာဆိုတဲ့ဟာမြင်ရဖို့အတွက်ချမ်းသာခြင်းလေဆိုတဲ့စိတ်မဖြစ်သင့်ဘူးတကယ်အစ်ချမ်းသာဖို့အတွက်အလုပ်လုပ်တယ်ဆိုတာဖြစ်သင့်တယ်ပေါ့နော် online ပေါ်မှာဟဲ့သူ့ဘဝကတော့ပျော်နေတယ်ပျော်စရာကောင်းလားကြည်လားဆိုပြီးလူများတွေမြင်ဖို့အတွက်ပျော်ပြနေတာမဖြစ်သင့်ဘူးလက်တွေ့ဘဝမှာတကယ်အတွင်းစိတ်ကနဲ့ကိုကိုပျော်နေတာဖြစ်သင့်တယ်ပေါ့နော် ပါခွန်တယ်လီယာနေချိုးဆိုပါရယ်လက်ချင်နေဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကကျမတို့တွေအများစုအခုခေတ်မှာဆိုရင်အခုကြည့်နေတဲ့လူတိုင်းပေါ့နော် Facebook သုံးလို့လည်းဒီဗီဒီယိုတွေမြင်နေကြရတယ်ဆိုကြတဲ့အစားကျမတို့တွေ social media တွေသုံးကြရတယ်ဆိုတာပေါ်လွင်နေပြီဆိုတော့ social media သုံးတဲ့အခါမှာတစ်ခါတလေကြာရင်လက်တွေ့ဘဝနဲ့ online ဘဝဘဝကိုခွဲချမ်းစိတ်ဖြာရတာကျမတို့ခွဲချမ်းရတာခတ်သွားတတ်တယ်ပေါ့နော်ဆိုတော့ခါကြတော့ဘာဖြစ်လာလဲဆိုရင်တစ်ခါတလေကျမတို့လုပ်နေတဲ့လောက်ရက်တွေကတကယ်လက်တွေ့ဘဝအတွက်မဟုတ်ပါနဲ့ ် online မှာပြဖို့အတွက်လုပ်တဲ့ဟာလေးဖြစ်လာတယ်။ဆိုတော့ခါကြဒီနေ့လက်ချက်အနေနဲ့မျှဝေခြင်းနဲ့အပိုင်းရကြတော့ daily practice ကြီးကြီးကိုယ့်အနေနဲ့ကိုယ့်ရဲ့ယူရချက်ကိုပြန်ပြီးဆန်းစစ်ကြည့်ပါ။ကျမတို့ရဲ့အများစုရဲ့ယူရချက်က online ပုံမှာ smart ကြတယ်လို့မြင်ရဖို့ကယူရချက်မဖြစ်သင့်ဘူးတကယ်အစ် smart ကြဖို့ကယူရချက်ဖြစ်သင့်တယ်ပေါ့နော် online ပုံမှာဟဲ့ချမ်းသာလိုက်တာဆိုတဲ့ဟာမြင်ရဖို့အတွက်ချမ်းသာခြင်းလေဆိုတဲ့စိတ်မဖြစ်သင့်ဘူးတကယ်အစ်ချမ်းသာဖို့အတွက် အလုပ်လုပ်တယ်ဆိုတာထစ်တင်တယ်ပေါ့နော် online ပေါ်မှာအဲသူဘွားကတော့ပြောနေတယ်ပြောစရာကောင်းလားကြီးလားဆိုပြီးလူများတွေမြင်ဖို့အတွက်ပျော်ပြနေတာမဖြစ်သင့်ဘူးလက်တွေ့ဘွားမှာတကယ်အတွင်းစိတ်ကနေကိုကိုပြောနေတာဖြစ်တင်တယ်ပေါ့နော်ပြီးတော့ခါကျတော့လက်တွေ့ဘွားမှာဒီ online ပေါ်ကနေပေါ့နော်လူတကာကြည့်လိုက်တဲ့အဲသူဘွားကတော့တိုးတက်လာကြီးလားဟာကျမ်းမာလာကြီးလားဆိုရဲဟာဖြစ်ဖို့အတွက်ကျမ်းမာကြီးလိုက်စားပြီးတော့မှပုံတင်တာမဖြစ်သင့်ဘူးတကယ်အစ်စ်ကျမ်းမာကြီးလိုက်စားပြီးတော့မှ ဟိုလှုပ်တင်တယ်ပေါ့နော်တကယ်လှုပ်နေတဲ့အလိုက်ကိုကိုယ်တိုင်ကျမ်းမာနေတာလည်းဖြစ်တင်တယ်ပေါ့နော်ဆိုတော့ခါကြတယ်လီပေးသက်စီရေဘယ်ရဲ့အရာတွေတော့ငါ online ပေါ်မှာလူတွေကိုကြားဖို့အတွက်ပဲလုပ်နေရလားဒါမှမဟုတ်ရင်တကယ်လက်တွေ့ဘဝမှာဒီရဲ့ဟာတွေကို account ထဲပေါ်ဖို့အတွက်ငါလုပ်နေလားဆိုတဲ့ဟာကိုကိုယ့်ကိုယ်ကိုစမ်းသပ်ဖို့လိုအပ်ပါပြီ online ဘဝကလက်တွေ့ဘဝမဟုတ်ပါဘူး online မသုံးလည်းမဟုတ်သုံးပါကို exercise လုပ်တဲ့ပုံတွေလည်းတင်ပါစားတဲ့ပုံတွေလည်းတင်ပါဘာမှဖြစ်ပါဘူးအာကိုအဆင်ပြေနေရဆိုအဆင်ပြေနေတဲ့ဟာတွေလည်းတင်ပါဒါပေမဲ့ let's draw ကျင်တာက ် online မှာပြဖို့အတွက်ပဲမလုပ်ပါနဲ့ online မှာပြမှုအတွက်ပဲလုပ်တယ်ဆိုတဲ့ဟာကိုယ့်ရဲ့ရည်ရွယ်ချက်မဖြစ်ပါစေနဲ့လက်တွေ့ဘဝမှာဒါတွေရအောင်လုပ်ဖို့ဆိုတာကကိုယ့်ရည်ရွယ်ချက်ဖြစ်ပါစေဆိုတော့ခါကြတော့ telepathy ကြီးကိုဘာပဲလုပ်နေပါစေစောင်းသားဖြစ်မလားဒါမှမဟုတ် innovative ဖြစ်မလားဒါမှမဟုတ်ရင်လုပ်ငန်းရှင်တွေဖြစ်မလားလုပ်ငန်းဝင်တွေမှာအလုပ်လုပ်နေတဲ့သူတွေဖြစ်မလားဘသူပဲဖြစ်နေပါစေကိုလက်တွေ့ဘဝမှာကိုလုပ်နေတဲ့အရာပေါ်မှာအာရုံစူးစိုက်ပါ focus ရှိပါ online မှာလူများကိုပြဖို့လူများကိုအထင်ကြီးဖို့ပဲလုပ်ပြောမှာပြနေရမျိုးမဖြစ်ပါစေနဲ့ပေါ့နော်ဆိုတော့ ကိုဓာတ်တွေလုံနေမိတယ်ဆိုရင်လည်းပဲခုခုကိုတတိကက်စေဖို့အတွက်ဒီဗီဒီယိုလေးကိုဖန်တီးပေးခြင်းဖြစ်ပါတယ်ဆိုတော့တယ်လီပိတ်သက်ကြီးတို့အနေနဲ့ရောဘာလေးတွေလုံဖြစ်နေလဲဆိုတော့ဟာလက်ပြောသွားတဲ့အပေါ်မှာဘယ်လိုမျိုးသဘောလေးတွေရှိလဲဆိုတဲ့ဟာလေးတွေကျွန်မတို့နဲ့အတူ comment box မှာလာပြီးမျှဝေဖို့အတွက်တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကနေပြည့်တဲ့ကြည်အခုဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့နောက်မှာဘဝအတွက်သုံးဝင်စေတဲ့အချက်တွေစိတ်ဓာတ်ခွန်အားတွေရပါရဲ့မလား ဒီလိုရပါရင်လည်းမလုံလောက်သေးဘူးเนาะလက်တွေ့ဘဝမှာအကောင့်တွေပေါ်တက်ဖို့ကလည်းလိုပါသေးတယ်အခုလို့အတုံးဝင်ပြီးစိတ်ဓာတ်ခွန်အားတွေရစီမဲ့ဇာတွေကိုနောက်ထပ်ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ ကနွေမဂ္ဂဇင်းအနေနဲ့စာအုပ်အတွဲ၁ကနေ၁၈အထိထုတ်ပေးပြီးပါပြီ။တအုပ်ချင်းစီမှာရွေချက်တမျိုးချင်းစီပါတာကြောင့်စာဖတ်ပရိသတ်ကြီးတို့ရဲ့ဘဝကဏ္ဍအတိအကျကိုမှမြင့်တင်ပေးဖို့အတွက်အများကြီးအထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်။အကယ်၍စာအုပ်တွေကိုမှယူခြင်းတဲ့ဆိုရင်ကနွေတယ်လီနဲ့ကနွေမဂ္ဂဇင်းတို့ရဲ့ message box ကနေတဆင့် message ပို့ပြီးတော့မှမှယူနိုင်ပါတယ်။အင်တာနက်ရောက်ဖို့ပြီးကျွန်မတို့အနေနဲ့အသင့်ရှိနေပါတယ်။